လာပါ B Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို like subscribe နဲ့အသစ်တင်နိုင်သိရှိစေဖို့ဘေးအခောင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့အောင်တော့ရုပ်ရှင်စာမှာမြူချင်းဆိုတဲ့မိန်းကလေးတယောက်ဟာပေကျင်းမျိုးရဲ့လမ်းမတွေတခြားတစုံတယောက်ကိုရှာဖွေနေပါတယ်နောက်ထောက်ခုနှစ်ယူချင်းရဲ့အဖေဟာရပ်ပေါင်းများစွာစေုံတက်နေခဲ့ရပါတယ် ယူချင်းနဲ့သူမအမေဟာငွေရှာဖို့ကြိုးစားအလုပ်လုပ်ခဲ့ကြရပါတယ်။အဲဒီနှစ်မှာပဲသူမအထက်တန်းချောင်းတက်ရောက်ခဲ့ပါတယ်။တရမှာယူချင်းလမ်းဆောင်တွေတော့ရေပိုက်ပေါက်ပြီးရေတွေဆင်းပါတယ်။အဲဒီလိုဖြစ်စေခဲ့တဲ့သူကဆိုင်ကယ်စီးလာတဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ဂျန်ဖြစ်ပါတယ်။အရန်ချမ်းသာတဲ့မိသားစုကဆင်းသက်လာသူဖြစ်ပြီးစာတော်တဲ့ចောင်းသားတို့လည်းဖြစ်ပါတယ်။ကျောင်းမာကျန်ကယူချင်းရဲ့ထိုင်ကုန်အနောက်မှာမြေထိုင်ပါတယ်ဒီလိုနဲ့နေတိုင်းစာသင်နေကြရင်ခဏကြာတော့ကျောင်းသားတယောက်ကစာမိုးဝဲစာရွက်တွေဝင်နေတာကိုတွေ့ရပါတယ် အရင်စာမွဲတုန်းကဂျန်ကလူတွေလောင်ပြောင်းနေတယ်လို့ထင်ခဲ့ပါတယ်။နောက်ပိုင်းမှာဂျန်ကယူချင်းကိုတီးတန့်ချီကပ်ပြီးမင်းလူချင်းရင်ငားမဆွေတွေကိုယူပြီးဖတ်လို့ရတယ်။အဲ့လိုဆိုပို့ပြီးလွယ်လွယ်ကူကူနားလည်လာလိမ့်မယ်လို့ပြောပါတယ်။ယူချင်းကလည်းမင်းရဲ့အကူအညီကိုငားမလိုဘူး။ကိုလို့ကိုလို့ပါလို့ပြန်ပြောခဲ့တယ်။ ူကစာအုပ်တွေလှမ်းယူချိန်မှာဂျန်ကလမ်းဆွဲယူပြီးရည်စရာစနောက်ခဲ့ပါတယ်။အဲဒီချိန်မှာပဲစာအုပ်ထဲကယူချင်းရဲ့ပစ္စည်းချို့ပြုတ်ကျသွားတဲ့အတွက်ဒေါသထွက်သွားပါတယ်။ဂျန်ကိုပိုင်းရိုက်လိုက်ပြီးသူ့မဆူတွေကိုယူကထွက်သွားခဲ့ပါတယ်။နားချိန်ပြီးလို့စာသင်ချိန်ပြန်စတဲ့အခါဂျန်ကယူချင်းကိုတောင်းပန်ဖို့ပစ္စည်းတွေပြန်ပေးရင်ကြိုးစားခဲ့ပါတယ်။ပြီးတော့သူခြေထောက်နဲ့သူမဖိနိုင်ကုန်ကိုစနောက်ပြီးလှုပ်ရမ်းပါတယ်။ယူချင်းကလက်ထိုင်ကုန်ခြေထောက်နဲ့ဖိထားလိုက်ပါတယ်။ဂျန်ရဲ့ခြေထောက်နားချိန်ခဲ့ပါတယ်။ ကျောင်းစင်ချင်းမှာယူချင်းနဲ့သူတငယ်ချင်းမိုးယူတို့အတူလမ်းလျှောက်လာတော့ဂျန်နဲ့သူတငယ်ချင်းဂျိုဝီတို့ရောက်လာပါတယ်ဂျိုဝီကယူချင်းကိုသူမလို့လို့အချမ်းချိတော့နာသွားရပြီးစေကန်းသွားပြရမယ်စေကူသားချိအတွက်သူ့မမှာတာဝန်ရှိပြီးပေးရမယ်လို့ပြောပါတယ်ယူချင်းကကိုကိုကိုအပြင်ရှိတယ်လို့ခံစားရပြီးသူ့ ATM ကကိုထုတ်ပေးခဲ့ပါတယ်တကယ်တော့ဂျိုဝီဟာယူချင်းနဲ့ဂျန်စကားပြောပြအောင်ဒီလိုစီစဉ်ပြောဆိုခဲ့တာဖြစ်ပါတယ် ကျောင်းကန္တာမှာဂျန်ဂျိုဝီနဲ့သူတို့တငယ်ချင်းတွေအတူထိုင်နေကြပါတယ်ဂျိုဝီကဒီနေ့တော့အားလုံးရဲ့အစားအသောက်တွေကိုငါရှင်းမယ်ဒီ ATM ကတ်ထဲကပတ်စံအကုန်လုံးသုံးပြမယ်မင်းတို့ကြိုက်တာမှာပြီးပျော်ပျော်စားကြလို့ပြောပါတယ်အားလုံးကြိုင်းနေတဲ့အစားအစာတွေမှာယူပြီးပျော်ရွှင်စွာစားတော့ကြပါတယ်အဲ့ဒီနောက်မွန်ရောက်လာပြီး ယူချင်းရဲ့ ATM ကတ်ထဲကဒီပတ်စံနေစုဆောင်မှုသူဘလောက်စူးစမ်းခဲ့ရလဲဆိုတော့မင်းတို့ဒီလားသူ့အဖေစေးယုံစီရဲ့အတွက်ဆုထားတာကိုဒီလိုအချက်မရှိဖြုံးတိပြနေတာလားလို့ပြောပြီးထွက်သွားတဲ့အခါဂျန်မာကိုကိုကိုအပြစ်ရှိတယ်လို့ခံစားနေရပါတယ်။အရာရာပြန်လဲပြင်ဆင်မှုဆုံးဖြတ်ပြီးဂျန်ကစာသင်ခန်းထဲမှာ ATM ကတ်ကိုယူချင်းစီပြန်ပွေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ယူချင်းကသူ့အားကစားချိန်မှာလာတွေ့ပြီးငါ ATM ကတ်ထဲမှာပတ်စံတွေအများကြီးရှိနေတယ်။မင်းပတ်စံတွေဆိုတာငါသိတယ်။ဒါကြောင့်မင်းပြန်ယူလို့ပြောပါတယ်။ဒါပေမဲ့ဂျန်ကမဟုတ်ဘူး။မင်းကောင်ထဲမှာရှိတာမင်းပတ်စံပဲလို့ညင်းပါတယ်။ ယူချင်းကနားမထောင်ပဲပစံတွေကိုသူ့စီပြန်ပြီးခဲ့ပါတယ်။စာတင်ချိန်ပြီးနောက်ယူချင်းဟာလာတာဆောင်မှာတယောက်ထဲရပ်နေပြီးဝမ်းနေနေပါတယ်။ဂျန်ကခြေကပ်လာပြီးဘာဖြစ်လို့ဒီလောက်စိတ်ဓာတ်ကျနေတာလဲ။မင်းမှာဘာပြဿနာရှိရှိငါကူညီပေးမယ်လို့ပြောခဲ့ပါတယ်။ယူချင်းကနားမိသားစုအကြောင်းတွေးမိတိုင်းအရန်ဝမ်းနေတယ်။စာနဲ့စာပွဲပေါ်အာယုံဆူဆိုင်လို့မရဘူးအစ်စ်နေအရန်နေနေတယ်။ဒါကိုအမြဲစိတ်ပူနေရတယ်လို့ပုံလန်းစွာရင်ဖွင့်ပါတယ်။ဂျန်ကဒါပဲလားမပူပါနဲ့။မင်းလိုချင်ရင်နေတိုင်းကြောင်းစင်ရင်ဒီမှာလာတွေ့လို့ရတယ်အမတ်ပူကောင်းအောင်လွယ်ကူတဲ့နီလန့်တွေကိုငါပြပေးမယ်လို့ပြန်ဖြေပါရယ်ယူချင်းကငင်းဆန်ကျင်ခဲ့ပေမဲ့ ကောင်းတဲ့တက္ကသိုလ်တခုရောက်ဖို့ဆိုရင်အဆင့်ကောင်းတွေလိုအပ်တယ်ဆိုတဲ့အမေ့စကားကိုသတိရသွားပါတယ်။ဒါကြောင့်ကျောင်းစင်ချိန်မှာလာသားဆောင်မှာဂျန်နဲ့စာတင်ဖို့သဘောတူခဲ့ပါတယ်။ဂျန်ရဲ့အကူအညီကြောင့်ယူချင်းဟာနောက်စာမွဲမှာအမှတ်ကောင်းတွေရခဲ့ပါတယ်။ရလာတီကိုမြင်ရတော့အားရဝမ်းသာနေပါတယ်။အဖြေတွေကိုဂုဏ်ယူစွာလက်ညှိုးထိုးပြရင်းပျော်ရွှင်နေပါတယ်။အချိန်ထဲမှာပဲယူချင်းရဲ့တငယ်ချင်းမိုးယူဟာဂျိုးဝီကိုခံစားချက်တွေရှိလာခဲ့တဲ့အတွက်သူ့ကိုကြည့်ဖို့အားကစားခွင့်ကိုမကြာခဏသွားခဲ့ပါတယ်။နောက်တနေ့မနေ့မှဂျန်ကမိုးယူကိုတွေ့တဲ့အခါဒီနေ့ယူချင်းပါလို့စာတင်ချိန်မလာတာလဲလို့မေးပါတယ်။ မူယူကလည်းယူချင်းဘာဖြစ်လဲဆိုပြီးတော့ပြန်မေးပါတယ်ယူချင်းကဘာမှမပြောပဲအိမ်ပြန်သွားပြီနောက်မှပြန်လာမယ်လို့ပြောသွားကြအောင်ပြောပြပါတယ်ဒါကိုကြတော့ချန်အရန်စိတ်ပူသွားပါတယ်သူငါ့ကိုမပြောရဲဘာလို့ထွက်သွားတာလဲလို့တွေးမိပါတယ် နောက်တနေ့မှလည်းယူချင်းကြောင်းမလာခဲ့ပါဘူး။နောက်ဆုံးချမ်းသူမကိုသွားတွေ့ပြီးငါကြောင့်မဲမှာပြဿနာတစုံတရာခုရှိခဲ့တာလားလို့မေးပါတယ်။ယူချင်းကမဟုတ်ဘူးဒီလိုမျိုးပါမှမရှိဘူးခဏလောက်ငါ့ကိုတယောက်တည်းနေဝင်ပေးပါ။ဒါကိုနောက်နောက်တစ်ခါလာမတွေ့ပါနဲ့လို့ပြန်ပြေးပါတယ်။ဒါပေမဲ့ချမ်းကသူမရဲ့လက်ကိုဆွဲလိုက်ပါတယ်။အဲဒီချိန်မှာပဲအနဲ့ရောင်အဝတ်ဆောင်သတိထားလိုက်မိပါတယ်။ယူချင်းရဲ့အဖေဆုံးပါသွားပြီဆိုတာကိုနားလည်လိုက်ပါတယ်။ဒီအဖြစ်ကိုသိလိုက်ရတဲ့အခါလက်ကိုလွတ်ပေးလိုက်ပြီးယူချင်းကငါ့ကိုလာမတွေ့ပါနဲ့တော့လို့ထပ်ပြောရင်ထွက်သွားပါတယ်။ချမ်းကသူ့နောက်ကိုလိုက်ခဲ့ပေမဲ့ယူချင်းကပြေးနေရင်ငိုကြွေးရင်ဝမ်းနေမှုတွေထဲမှာလုံးဝပျောက်ဆုံးနေခဲ့ပါတယ်။ ူစကားတွေကြောင့်ချမ်းကနောက်ထပ်သူမကိုမတွေ့ဘူးအဆုံးဖြတ်လိုက်ပါတယ်။အချိန်လေးကုန်းလွန်သွားပြီးចောင်းပိတ်တော့မယ်အတွက်နှုတ်ဆက်ပွဲကိုရောက်လာပါတယ်။ចောင်းသားတွေစုဝေးပြီးပျော်ပွဲစားလေးလုပ်ကြပါတယ်။ចံပွဲကိုရောက်လာပြီးယူချင်းကိုမြင်တဲ့အခါငါဒီချိန်တစ်လျှောက်လုံးသူ့ကိုစကားမပြောဘဲနေခဲ့တာအကြီးအကျယ်မှသွားပြီးဒီနေ့တော့ဘလုံးနီးနဲ့မဆိုတောင်းပန်ပြီးသူနဲ့စကားပြောရမယ်လို့တွေးလိုက်ပါတယ်။တရားထိုင်နေတဲ့ယူချင်းကလည်းဂျန်ဒီနေ့ငါးစီလာပြီးစကားပြောမှအသေးချရဲလို့တွေးနေပါတယ် နောက်ဆုံးဂျန်ကသူ့စီချီကပ်လာပြီးမင်းကလည်းသူကပေးမလားလို့မေးတဲ့အခါသူသဘောတူပြီးသူတို့အတူတူကကြပါတယ်။ဒီပွဲမှာဂျိုဝီနဲ့မိုယူကလည်းကနေပါတယ်။ယုတ်ရဲမီးတွေပြတ်သွားပါတယ်။အမောင်ထဲမှာဂျိုဝီဟာမိုယူကိုနမ်းဖို့အခွင့်အရေးယူလိုက်ပါတယ်။ဂျန်ကလည်းယူချင်းကိုနမ်းဖို့အနားကိုငုံလိုက်တဲ့အခါ ူကရှောင်းဖဲပြီးကားတဲ့နေရာကနေထွက်သွားခဲ့ပါတယ်သူတို့အပြင်မှာစကားပြောကြပါတယ်ဂျန်ကငါနဲ့တူပေချင်းကိုလိုက်ခဲ့ပါအဲ့ဒီမှာအတူနေကြမယ်ပြီးတော့လည်းထတ်ကြမယ်ငါမင်းကိုအရန်ကြိုက်တယ်တကယ်တော့ငါမင်းကိုအရန်ချစ်တယ်လို့ပြောပါတယ်ယူချင်းကတော့ဂျန်ကချမ်းသာတဲ့တထေးသားချက်ချင်းလက်ခံလာရင်သူမကိုဘယ်လိုများထင်သွားမလဲတွေးရင်ဘာပြန်ပြောရမယ်မသိပါဘူးဂျန်ကိုနန်းလိုက်ပြီးထွက်သွားခဲ့ပါတယ်ဂျန်ကဒါကိုသဘောတူလိုက်တယ်လို့ယူဆခဲ့ပေမဲ့ယူချင်းကတော့သူ့ကိုဘယ်တော့မှတွေးရတော့မှာမဟုတ်ဘူးလို့စိတ်ထဲမှာယုံကြည်နေခဲ့ပါနှစ်နှစ်အကြာ2019ခုနှစ်ကိုရောက်လာပါယူချင်းအားစာကြည့်တိုက်တစ်ခုမှအလုံးလုံးနေပြီးဟွမ်လို့ခေါ် ်တဲ့ဝန်ထမ်းကယူကျင်းကိုသဘောကျပြီးနှိစပ်ဖို့ကြိုးစားပါတယ်။မကြာခဏအတူတူလုပ်ရင်ချိန်ကုန်လာတာနဲ့မျှဆက်ဆံရေးတခုဖြစ်လာပါတယ်။တရက်မှာအလုပ်ပြီးလို့ထွက်လာချိန်မှာယူကျင်းကိုတစုံတစ်ယောက်ကခေါ်တန်ကြားလိုက်ရပါတယ်။လှည့်ကြည့်လိုက်တော့ဂျမ်းကိုတွေ့ရပါတယ်။သူကလမ်းလျှောက်လာပြီးနှုတ်ဆက်ပွဲတုန်းကနောက်ဆုံးတွေ့ခဲ့တာငါ့ကိုမေးနေပုံရတယ်လို့ပြောပါတယ်။ယူကျင်းကဘာလို့ဒီကိုရောက်နေတာလဲ။ဒီမှာဘာလို့ရှိလို့လဲလို့မေးပါတယ်။ဂျမ်းကမင်းကိုတွေ့ဖို့ဒီကိုလာနေမထင်ပါနဲ့။ဒီနားကဖះအကြောင်းကိုသွားမလို့ပါလို့ပြန်ဖြေပါတယ်။အဲဒီချိန်မှာဟွန်ရောက်လာလို့ယူကျင်းကဂျမ်းနဲ့မိတ်ဆက်ပေးပါတယ်။ဟွန်ကကျွန်တော်ကယူရင်ယူကျင်းရဲ့ချစ်သူပါလို့ပြောလိုက်ပါတယ်။ဂျမ်းဒေါသထောက်သားပါတယ်။ငါ့ ါကလည်းယူချင်းရဲ့ချစ်သူပဲငါကမင်းထထောင်သူ့ကိုပိုကြကြသိခဲ့တာလို့ပြောပါတယ်ပြီးတော့ဒီနားမှာဖျားတောင်းသွားမလို့မင်းတို့နှစ်ယောက်ပါလိုက်ခဲ့ကြမလားလို့ထပ်ပြောပါတယ်ယူချင်းနဲ့ဟောင်းကတုံဆိုင်နေချိန်မှာပဲဂျန်ကငါမှကားပါတယ်အတူတူသွားလို့ရတယ်လို့ပြောပါတယ်လမ်းမှာဂျန်ရဲ့ညီမယူကဟွန်းကိုစကားပြောပြီးအာယုံပြောင်းပေးတဲ့အတွက်ဂျန်နဲ့ယူချင်းတို့တီးတန့်စကားပြောဖို့အခွင့်အရေးရခဲ့ပါတယ်မင်းနှုတ်ဆက်ပွဲပြီးကလေးကငါ့ကိုလာမတွေးခဲ့ဘူးဘာလို့ငါ့ကိုဒီလိုပြစ်ထားခဲ့တာလဲငါမင်းကိုချစ်တယ်လို့ပြောခဲ့ပေမဲ့မင်းငါ့ကိုအဖြစ်မပေးခဲ့ဘူး မင်းငါကိုကြိုက်လားမကြိုက်လားတောင်ငါနားမလဲခဲ့ရအောင်ငါအခုအဖြေလိုချင်တယ်လို့ပြောပါတယ်ဒါပေမဲ့ယူချင်းကတော့ဆက်လက်တိတ်ဆိတ်နေသေးပါနောက်ပိုင်းသူတို့ညစာစားဖို့စားသောက်တိုင်းတစ်ခုကိုတွားခဲ့ကြပါတယ်ဂျန်ကယူချင်းကိုအရက်တစ်ခွက်ကမ်းပေးပြီးသူညင်းဆန်တဲ့အခါဟွန်ငါလည်းမတောက်ဖို့ပြောပေးမိဂျန်ကငါ့အတွက်တစ်ခါလေးပဲတောက်ပါလို့တောင်းဆိုခဲ့ပါတယ်နောက်ဆုံးယူချင်းကသဘောတူလိုက်ပါတယ်တောက်ပြီးမူးရသွားပြီးနောက်နောက်ဆုံးဇပွဲပေါ်မှာအိပ်ပျော်သွားပါတယ်စိတ်ပြတ်မှုကြောင့်ဂျန်က WB WB တောက်ပါတော့တယ် အဲ့ဒီအချိန်မှာပဲ movie အိပ်ပျော်နေတဲ့ယူချင်းကဂျမ်းရဲ့နာမည်ကိုတွတ်တွတ်ရေရွတ်နေပါတော့တယ်။ဒါကိုကြားလိုက်ရတဲ့အခါဂျမ်းရဲ့ဒေါသတွေပြောက်ွက်သွားပြီးပျော်ရွှင်ကြည်နူးလာပါတယ်။သူမနှလုံးသားမှာဂျမ်းရှိနေတော့မှာပဲ။ဒါပေမဲ့ဒါကိုကြည့်နေတဲ့ဟွန်ကအယံတော်တော်ထွက်သွားပါတယ်။သူတို့သုံးယောက်မကြခင်ကိုလန်းကိုထွက်ခွာသွားခဲ့ကြပါတယ်။နောက်တစ်နေ့စာကြည့်တိုင်းမှာယူချင်းကဟန်ကိုစကားပြောဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမူးနေတော့ကဂျမ်းရဲ့နာမည်ကိုရေရွတ်ခဲ့တာကိုသတိရပြီးဟွန်ကသူမကိုစကားမပြောဘဲရှောင်နေခဲ့ပါတယ်။စိတ်မကောင်းဖြစ်ခဲ့တဲ့ယူချင်းကဂျမ်းရဲ့အိမ်ကိုသွားပြီးဒေါသလိုက်ခြင်းနဲ့ ငါမတောက်တက်ဘူးလို့ညင်းခဲ့တာတော့မင်းပါလို့ဒီရက်တွေတောက်ဖို့အတင်းတောင်းဆိုခဲ့တာလေဟောင်းကငါ့ကိုအထွန်လဲသွားပြီအဲ့ဒါအားလုံးမင်းပြစ်ပဲလို့ပြောခဲ့ပါတယ်ဒါကိုကြားတဲ့အခါကျန်ကငါမင်းကိုအချိန်ကြာကြီးစောင့်နေခဲ့တာတနေ့မင်းငါးစီလာပြီးငါမင်းကိုချစ်တယ်လို့ပြောမလားဆိုပြီးမျှော်လင့်ခဲ့တာနှုတ်ဆက်ပွဲတော့ငါမင်းကိုငါ့ကိုကြိုက်လာလို့မေးခဲ့တယ်မင်းအဖြစ်မပေးဘဲသဘောတူတယ်ဆိုတဲ့သဘောနဲ့နန်းခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမင်းငါ့ကိုလုံးဝရှောင်နေခဲ့တယ်ဒါငါအမှားမဟုတ်ဘူးလို့စိတ်ပြက်လက်ပြက်နဲ့ပြောဆိုခဲ့ပါတယ်လူချင်းကနောက်တခါမင်းကိုဘယ်တော့မှလာမတွေ့တော့ဘူးလို့ပြက်ပြက်သားသားပြောပြီးထွက်သွားခဲ့ပါတယ် ဒီလိုနဲ့ဇလန်းဟာနှစ်နှစ်ကြာ2011ခုနှစ်ကိုရောက်သွားပါတယ်ယူချင်းရဲ့တငယ်ချင်းမိုးယူဟာစိတ်ယုံတစ်ခုမှသူနာပြုဖြစ်အလုံးလုံးနေပါတယ်အဲဒီမှာလူနာတယောက်တက်ရောက်နေပြီအဲဒီလူနာကတော့ချမ်းရဲ့တငယ်ချင်းအောင်ဂျိုယူပဲဖြစ်ပါတယ်အထက်တန်းကျောင်းတုန်းကမိုးယူနဲ့ဂျိုယူတို့ချင်းခဲ့ကြပြီမဲ့နောက်ဆုံးမှာတော့လမ်းခွဲခဲ့ကြပါတယ်အခုပြန်တွေ့ပြီးနောက်သူတို့နှစ်ယောက်ဟာဖိဖိချင်းပြန်လဲနှိစက်လာကြပါတယ်အချိန်တည်းမှာပဲယူချင်းဟာသူ့ရွာကသူ့အမေစီသွားရောက်လဲပတ်ပါတယ်သူ့အမေကိုကူညီမဲ့သူမရှိပေမဲ့ယူချင်းရဲ့အကူကတော့သူ့ကိုဂရုစိုက်ပေးနေပါတယ်အချိန်ကြာကြီးကြာမ ယူချင်းသူ့အမေနဲ့အကိုတို့ကအမိုးတခုအောင်မှာပြောချင်းစာအထူးရှိနေကြပါတယ်တရက်ယူချင်းနဲ့သူ့အမေလမ်းပေါ်မှာရှောင်းနေတော့ကျန်းကိုတွေးလိုက်ရပါတယ်နှစ်တွေအကြာကြီးကြာပြီးနောက်ဘာလို့ငါရွာမှာရောက်နေတာလဲလို့သူတွေးမိပါတယ်ကျန်းကမင်းတင်နေသလိုပဲခါမေကဒီမှာလျှက်စစ်ပစ္စည်းစက်ယုံပိုင်နေအဲ့ဒါနဲ့ပတ်သက်လို့အလုပ်ကိစ္စနဲ့လာခဲ့တာပါလို့ရှင်းပြပါတယ်သူတို့စကားပြောကြပြီးအဲ့ဒီနေမှာပဲကျန်းဟာယူချင်းရဲ့အိမ်မှာတိတ်ခုခဲ့ပါတယ် အရင်ညမှာပဲယူချင်းတဲ့ကြားအချိန်အကြာကြီးပြောချင်စာစကားပြောခဲ့ကြပါတယ်။ဂျန်ကမင်းဘဝဘလို့ဖြတ်တန်းနေလဲလို့မေးပါတယ်။အိမ်ထဲကအယုတ်တချို့ကိုမြင်တော့ဒီလိုမျိုးလှုပ်ရောင်းတာလား။အဲ့ဒီမှာအမျက်တွေအများကြီးရတာလားလို့မေးပါတယ်။ယူချင်းကဒီအယုတ်တွေအားလုံးရောင်းပြီးရင်တောင်းနည်းနည်းလေးပဲမြတ်တာပါလို့ရှင်းပြပါတယ်။ဒါကိုကြားပြီးတော့ဂျန်ကဒီလောက်ပဲရတာဆိုရင်ငါ့ကိုထားခဲ့လိုက်ပါဒီတရားဖက်အလုံးမလုံးပဲနဲ့အဲ့ဒီအစားငါနဲ့စကားပြောပြပါဒီလိုမျိုးတွေ့ရတော့အချိန်အကြာကြီးကြာနေပြီလို့ပြောပါတယ်။ ဒီစကလုံးတွေကိုကြားပြီးတဲ့နောက်ယူချင်းကဒီအယုံရောင်းလို့ရတဲ့ငွေကငါတို့မိသားစုကိုထောက်ပံ့ဖို့လုံလောက်တယ်မင်းသားလည်းမှမဟုတ်ပါဘူးလို့သူ့ကိုပြောပြီးထွက်သွားခဲ့ပါတယ်အဲဒီညမှာဂျာမအိဖဲယူချင်းအတွက်အယုတ်ကိုတိတ်တဆိတ်ပြုတ်လုံနေခဲ့ပါတယ်နောက်တစ်နေ့မနေ့မှာပင်ပန်းနေတဲ့ဂျာဟာအပြင်မှာအိပ်ပျော်နေတာကိုတွေ့ရပါတယ်ယူချင်းကခြေကပ်လာပြီးဘာလို့ဒီမှာအိပ်နေတာလဲညာကကောင်းကောင်းမေးခဲ့ရဘူးလားလို့မေးပါတယ်ဂျန်ကပြန်ဖြေတဲ့အနေနဲ့အယုတ်တရုတ်ကိုပြီးရင်ငါဒါမင်းအတွက်လှူထားတာလို့ပြောပါတယ်ယူချင်းက မင်းဒါကိုညာလုံးပေါ့အဲ့မပြောဘဲလှုပ်ထားတယ်ဆိုတာယုံပါတယ်ဒါပေမဲ့ယုံကနေရွက်မပါဘူးလို့ပြောရင်နှစ်ယောက်သားရင်မောကြပါတယ်အဲ့နောက်ယူချင်းကပြက်ရှာရာလေးတွေသေးစွာရာလေးတွေနဲ့အချမ်းရဲ့လက်တွေကိုသတိထားလိုက်မိပါတယ်သူကတတိသားဖြစ်ပေမဲ့ငါ့ကိုချစ်လို့သာဒါတွေအားလုံးလုံးနေတာလို့စိတ်ထဲတွေးမိပါတယ်ဒီအချိန်မှာဂျန်ကသူ့ကိုတကယ်ချစ်တယ်ဆိုတာကိုသူမှနားလည်သွားခဲ့ပါတယ်အဲ့နောက်ဂျန်ကဘာလို့ပေးချင်းမှအလုံးမလုပ်တာလဲ အဲ့ဒီမှာအလုပ်လုပ်ခဲ့ရင်ငါတို့နဲ့အတူတူနေလို့ရမယ်ငါအတွက်စူးစမ်းပေးပါလို့ပြောပါတယ်ယူချင်းကသဘောတူလိုက်ပါတယ်သူပေချင်းမှာအလုပ်တွေလျှောက်ပေးမဲ့တော်တော်များများဖြေခဲ့ပေးမဲ့မရခဲ့ပါဘူးအတူလှူရှာနေတဲ့တငယ်ချင်းတယောက်ကဘာလို့ပေချင်းမှာစူးစမ်းနေတာလဲအနီနာရှာဟိုင်းမှာယာရုနေရတယ်အများကြီးရှိတယ်လို့အကြံပေးပါတယ်အရာကိုနားထောင်ပြီးရှာဟိုင်းမှာအလုပ်လျှောက်ခဲ့ရအလုပ်ရခဲ့ပါတယ်ပြီးတော့ဂျမ်းကိုဖုန်းခေါ်ပြီးပေချင်းမှာဘယ်လုံးမှမရခဲ့ဘူးဒါပေမဲ့ရှာဟိုင်းမှာတော့အလုပ်ရတယ်လို့ပြောပါတယ်ဒါကိုကြားတဲ့အခါဂျန်ကဒေါသကြီးနေတယ် ငါစကားကိုနားမထောင်ဘူးမင်းပေကျင်းကိုရောက်လာမယ်လို့ငါမျှော်လင့်ခဲ့တာလို့ပြန်ဖြေပါတယ်ရှင်းပြခြင်းနဲ့အတွက်သူမယထာစီပြီးကျန်းကိုတွေးဖို့ခီးထွက်ခဲ့ပါတယ်အဲဒီအချိန်မှာပဲကျန်ကသူ့ကိုနောက်တစ်ခါဖုန်းခေါ်ပြီးငါဒေါသတကြီးနဲ့ပြောခဲ့မိတယ်ဒါပေမဲ့မင်းကိုတွေးဖို့ယထာနဲ့လာနေပြီလို့ပြောပါတယ်ယူကျင်းကငါလည်းယထာနဲ့လာနေတယ်လို့ပြန်ဖြေပါတယ်သူတို့ကဘူတာတစ်ခုမှဆင်းဖို့စီစဉ်ခဲ့ကြပြီးနောက်ဆုံးမှတော့တွေ့ဆုံခဲ့ကြပါတယ်အချင်းချင်းကြားရဲစကားပြောပြီးပြောချင်စာတယောက်ကိုတယောက်ပွိဖွဲ့ခဲ့ကြပါတယ် ရဲအနေငယ်ချာယူချင်းမှာတငယ်ချင်းမို့ယူနေတွေးဆုံပါတယ်မို့ယူကငါဂျိုဝီကိုနှစ်ပေါင်းများစွာချစ်ခဲ့တာဒါပေမဲ့အခုသူနောက်တယောက်ကိုလက်ထပ်တော့မှာငါသူ့ဘဝမှာပြဿနာမဖြစ်ချင်တော့ဘူးဒါကြောင့်နိုင်ငံသားကိုသွားဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောပါတယ်အဲဒီနောက်နိုင်ငံသားကိုထွက်ခွာသွားပါတယ်အချိန်နေကုန်လွန်သွားတဲ့အခါဂျန်ရဲ့ညီမယူစည်းဆက်တော့မဲ့အချိန်ရောက်လာပါတယ်ဂျန်ကယူချင်းကိုစည်းဆက်ပွဲကိုခေါ်သွားပါတယ်ယူလွတ်ထမဲ့သူကယူချင်းနဲ့အနေငယ်ချောင်းအတူတူအလုပ်လုပ်ခွရဟွန်မဖြစ်နေပါဘူးယူချင်းနဲ့ဟွန်တို့တီးတန့်စကားပြောကြပါတယ်ဟွန်ကသူ့ကို ငါဘဝမှာအခြေချဖို့ဒါလုပ်ခဲ့တာငါယူကိုကြိုက်တာမှန်နေဒါပေမဲ့ငါတည်ငြိမ်တဲ့အနေအထားတစ်ခုရောက်ဖို့လိုတယ်ဒါကြောင့်ငါသူ့ကိုမြန်မြန်လက်ထပ်ဖို့သဘောတူခဲ့တာလို့ပြောပါတယ်ဒါကိုကြတော့ယူချင်းစဉ်းစားမိတော့ပါတယ်သူလဲကျန်းကိုကြိုက်ကြောင်းပြောရင်ကျန်းကသူ့ကိုအထွန်လဲသွားမလားဒီအတွေ့အကြုံယူချင်းအရန်ဝမ်းနဲ့ပူဆွေးသွားရပါတယ်အချိန်ထဲမှာပဲကျန်းဟာယူနဲ့တီးတန့်စကားပြောနေပါတယ်သူကမောင်ဟွန်ကြောင့်တကယ်တည်ရလားဘသူ့ကိုမှမပြောဘဲတလောင်းမြန်မြန်စိစက်တာလို့ဟွန်ကမင်းရဲ့ပတ်စံကြောင့်သာမင်းကိုချစ်ခဲ့တာဆိုရင်မင်းပါလို့မလဲလို့ပြောပါတယ် ဒါကိုကြတော့ယူရဟွန်ကအဲ့လိုလူမျိုးမဟုတ်ပါဘူးဒါပေမဲ့မင်းကိုပြန်ပေးပေးရစေဦးမင်းချစ်တဲ့ယူချင်းကပတ်စံကြောင့်မဟုတ်ပဲအချစ်သက်သက်ကြောင့်အတူရှိနေတာလားလို့ယုံကြည်မှုအပြည့်နဲ့ပြန်ပြောနိုင်မှာမလားဆိုပြန်ပေးပါတယ်ကျန်ကယူချင်းကဒီလိုမိန်းကလေးမျိုးမဟုတ်ဘူးသူငါ့ကိုချစ်တာငါပတ်စံကိုမဟုတ်ဘူးလို့ပြန်ဖြေပါတယ်စေးစားပွဲပြီးနောက်ဂျန်နဲ့ယူချင်းတို့လမ်းလျှောက်ကြပါတယ်ယူချင်းကမင်းကိုချစ်တာမှန်သလားမှားသလားဆိုတာတော့မသိဘူးဒါပေမဲ့ဘယ်တော့မှထားမသွားဘူးလို့ခရီးပေးပါအ အမြဲတမ်းအတူနေမယ်လို့ခရီးပေးပါလို့ပြောပါတယ်။ကျန်ကမစိုးအိမ်မှာနဲ့အမြဲတမ်းအတူရှိနေမှာပါလို့ခရီးပေးခဲ့ပါတယ်။အဲဒီနေ့ကအစားသူတို့နှစ်ယောက်အချိန်နဲ့အများကြီးအတူတူကုန်ဆုံးခဲ့ပါတယ်။နှစ်နှစ်ကြာ2013ခုနှစ်မှာယူကျင့်အလုံးမှာရှိနေတုန်းသူဦးလေးရောက်လာပြီးသူမအမေကင်ဆာဖြစ်နေကြောင်းခွဲစိတ်လိုက်ရင်ပြန်ကောင်းလာနိုင်ပေမဲ့ငွေအများကြီးကုန်ကြလို့ကြောင်းပြောပါတယ်။အလုပ်ပြီးလို့ယူကျင့်အိမ်ပြန်ရောက်လာပါတယ်။ကျန်ကအိမ်မှာဂိမ်းကစားနေရင်ဒီနေ့ဘယ်လိုလဲယူကျင့်ဝမ်းနဲ့နေပုံရတယ်လို့မေးပေမဲ့ယူကျင့်တိတ်ဆိတ်နေပါတယ်။ ဂျန်ကလမ်းလျှောက်လာပြီးမင်းဘာလို့အမှန်တရားကိုဖုံးကွယ်ထားတာလဲငါအကုန်သိတယ်မင်းအမေရဲ့ခွဲစိတ်မှုအတွက်ပတ်စံလိုအပ်တယ်ဒါပေမဲ့မင်းကငါ့ကိုမတောင်းကျင်လောက်အောင်ခေါင်းမာနေတယ်ငါပတ်စံတွေကိုစီစဉ်ပြီးသားဒီမှာယူလိုက်လို့ပြောပါတယ်လူချင်းကခေါင်းရမ်းလိုက်ပါတယ်မဟုတ်ဘူးမင်းပတ်စံငါမလိုတော့ဘူးငါစီစဉ်ပြီးသားလို့ပြောပါတယ်ဂျန်ကတလောက်များတဲ့ပတ်စံတွေကိုမင်းဘယ်ကရခဲ့တာလဲလို့မေးပါတယ်ဟောငါကိုညီခဲ့ပါလားလို့ပြန်ဖြေပါတယ်ဟောငါတော့ယူနဲ့လက်ထပ်ထားတဲ့လူပါပဲဂျန်ကဘာလို့တလူလောက်တာလဲ ဘာလို့တခြားတခြားဥစဉ်ကပတ်စံယူတာလဲငါသူ့ကိုကိုယ်တိုင်ပြန်ပေးမယ်လို့ပြောပြီးဒေါသတကြီးထွက်သွားပါတယ်ဟုံးကိုရှာတွေ့ပြီးနောက်တစ်ခါယူခြင်းကိုဘယ်တော့မှမတွေ့ပါနဲ့တော့သူ့မှာဘာပြဿနာပဲရှိရှိငါစီစဉ်ပေးမယ်မင်းကိုလို့ကိုလို့ပါလို့ပြောပြီးထွက်လာပါတယ်နောက်ပိုင်းမှာအိမ်ပြန်ရောက်တော့ယူခြင်းကဂျမ်းကိုငါဦးလေးကလည်းမင်းမေစိတ်ယုံကနေအကျွေးတွေအများယူထားတယ်အဲ့ပတ်စံရောမင်းစီကယူထားတဲ့ပတ်စံကိုရောငါပြန်ပေးမယ်လို့ပြောပါတယ်သူစုတောင်းထားတဲ့ငွေချို့ကိုပေးတဲ့အခါမှာဂျမ်းရဲ့ဒေါသပောက်ခွဲသွားပါတယ်သူစာရွက်တွေကိုဆုပ်ဖြတ်ပြစ်ပြီးပြစ်ပေါက်လိုက်ပါတယ်မင်းဘာလို့ငါ့ကိုဒီလောက်နှိမ့်ဆက်နေတာလဲ မင်းဘာလို့ငါ့ကိုနားမလဲတာလဲငါပတ်စံတွေကိုမြင်ပြန်ပေးစရာမလိုငါမင်းကိုအယမ်းချစ်တယ်ဒါတွေအားလုံးကမင်းအတွက်လုပ်နေတာဒါပေမဲ့မင်းကငါ့ကိုကိုလိုလိုမမြင်ပဲလုံးဝအထွန်းလဲသွားပြီတနေ့ကျရင်မင်းနားလဲလာလိမ့်မယ် ခုတော့ငါသွားတော့မယ်လို့ပြောပြီးထွက်သွားပါတယ်။သူအဖေရဲ့အကူကြီးနဲ့ဂျန်ဟာပေကျင်းမျိုးကယုံကြည်တရုံမှာအလုပ်ကောင်းတစ်ခုရခဲ့ပါတယ်။ပေကျင်းကိုလေရင်နဲ့သွားနေတော့ယူကျင်းကဖုန်းကောမလားစာပို့မလားပြန်လာပါမင်းမရှိရင်ငါမနေနိုင်ဘူးလို့ပြောမလားဆိုပြီးမျှော်လင့်ရင်ဖုန်းကိုအမြဲစစ်ဆေးနေခဲ့ပါတယ်။ဒါပေမဲ့ဘယ်စားမှရောက်မလာခဲ့ပါဘူး။ဂျန်ညှုံချုံလိုက်ပါတယ်။ငါသူ့ဘဝမှာမရှိတော့ရင်သူ့ပိုပျော်ရွှင်လိမ့်မယ်လို့စဉ်းစားပြီးပေကျင်းကိုထွက်သွားခဲ့ပါတယ်။နှစ်နှစ်ကုန်လွန်သွားခဲ့ပါတယ်။2015ခုနှစ်မှာယူကျင်းကဂျန်ကိုမကြာခဏသတိရနေစေပါ။တရက်မှသူဟာသူ့ရကစာရီးရေးထားတဲ့စာအုပ်တွေထားတတ်တဲ့ ဘုံကြီးចောင်းဟောင်းတခုကိုတွမ်းအောင်လေပတ်ပါတယ်ဂျန်ဟာအဲ့ဒီစာအုပ်ထဲမှာတခုခုရေးခဲ့ဘူးတယ်ဆိုတော့သူသတိရပါတယ်ဒါကြောင့်သူရှာခွေပါတယ်ခဏကြာတော့သူစာအုပ်ကိုရှာတွေ့ခဲ့ပါတယ်အတွင်းထဲမှာဂျန်ဟာလွန်ခဲ့တဲ့9နှစ်ကလေးကသူ့နာမည်ကိုအထက်တက်အခါကရေးထားခဲ့တာကိုတွေ့လိုက်ရပါတယ်ဂျန်ကိုအယူတယောက်လိုအမြင်ထင်ခဲ့တဲ့ယူချင်းဟာကျန်သူ့ကိုတကယ်ချစ်ခဲ့တာနောက်ဆုံးမှနားလည်သွားပါပြီဒီဖြစ်မှန်ကိုသိလိုက်ရပြီးနောက်သူပေကျင်းကိုသွားခဲ့ပြီးမြို့ရဲ့လမ်းမတွေအဝေးပြေးလမ်းမတွေတခြားကျန်းရဲ့ရုံးကိုရှာဖွေနေခဲ့ပါတယ် နောက်ဆုံးမှသူ့ကိုတွေ့လိုက်ရပါတယ်ကျန်အထီးကျန်နေသေးပါသူ့ကိုတခါမှနားမလဲခဲ့တဲ့မိန်းကလေးကိုချစ်ရတဲ့ဝမ်းနည်းမှုကိုတည်ဆောင်နေသေးပါနောက်ဆုံးမှယူချင်းဟာကျန်ပေါ်ထားတဲ့ချစ်ချင်းမေတ္တာကိုအပြည့်အဝသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီနေရာစပြီးသူတို့နှစ်ဦးလုံးဟာတသက်တာအတူရှိပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတယ်ဒီနေရာမှာပဲကျွန်တော်တို့ရဲ့ဇာတ်လမ်းပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ီတီနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဇက်လန်းလေးကိုနှစ်သက်ခဲ့မဆိုရင် like လေးနှိပ်ပြီးအားပေးလို့ရပါတယ်ဒီလိုဇက်လန်းလေးတွေထပ်ကြားချင်သေးတယ်ဆိုရင် subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျားတို့ရဲ့ subscribe တစ်ချက်ကကျွန်တော်တို့အတွက်တကယ့်ကိုအားတက်စရာပါစပီးထုတ်လို့ဖို့အားဖြစ်စေပါတယ်ကျမ်းမှချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်ခင်ဗျာ